ေးရုံအနေနဲ့ဆိုရင်တော့ဒါမြန်မာဧည့်သည်တွေကိုဒီပေါ့အကျိုးပို့တွေလုပ်ပေးတယ်အဲနောက်ပြီးသွားရင်မြန်မာစကပြန်တွေอ่ะပေါ့เนาะအစားအဆုံးဒီ patient ရဲ့ journey တစ်လျှောက်မှာဒါဝန်ဆောင်မှုတွေပေးတယ်ပေါ့เนาะဒါမျိုးလေးကျွန်တော်ဝန်ဆောင်မှု ပေးပါတယ်ဟုတ် Like the I am Dr. Vilat. I am a pulmonologist and intensive intensivist in uh, Wimwood Hospital. We have uh, many technology for each disease, like a uh, lung cancer. We have uh, bronchoscope with uh, new technology with the EBUS system. We have uh, CT scan for diagnosis, and we have a pulmonary function test to diagnosis with the lung cancer or airway disease like asthma, COPD. And also, we can uh, use a polysomnography technology to diagnose uh, sleep apnea patient. Okay. We provide the treatment for heart disease, heart valve disease, such as heart leakage or it's called valvular disease, ဒီနှလုံးရောဂါကိုကြိုးကျင်းလာလို့အဲ့ဒါကိုဘူးစောစောစစ်စစ်သိရှိတယ်ဆိုရင်ကြတော့အသက်အန္တရာယ်မရှိဘူးနဲ့ကုသနိုင်မှာပေါ့နော်အဲ့ဒါလေးအတွက်လေဆရာတို့ဌာနကနေပြ prevention အနေနဲ့လှုပ်ဆောင်ပေးတဲ့စစ်ဆေးမှုတွေ Thank you for having me today. Um, my name is Dr. Saranpong Pibanyan. I uh, graduated from Siridat Medical School, Mahidol University, Bangkok, Thailand. And after that, I further my internal medicine training and cardiology fellowship at Ramathibodi Hospital, Mahidol University. After I complete my training, I uh, work as the consultant cardiologist at regional hospital in Thailand uh, for uh, more six years, and uh, then I relocate to Vimut Hospital as a uh, consultant physician and consultant cardiologist at Vimut Hospital for five years. Well, um, for Bimut Hospital, Bimut Heart Center, Heart and Vascular Center, I offer um, simple and complex diagnostic cardiac disease and um, simple and complex treatment, including uh, non-invasive um, cardiac monitoring, uh, electrocardiogram, echocardiogram, uh, echocardiogram, including uh, uh, stress tests such as uh, exercise stress test. And for the treatment, uh, uh, we offer uh, coronary angiogram for uh, coronary artery disease uh, and uh, ablation for complex arrhythmia, including uh, implantation of cardiac uh, electronic device. Furthermore, uh, we have the uh, a team of experienced surgeon, uh, cardiothoracic surgeon, to treat and uh, to follow

သူတို့ရဲ့ဒါ real experience ကို sharing လုပ်ပါဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမနာမည်ကဒေါက်တာယူပါတင့်လွင်ပါကျမဒီ Beam Hospital Bangkok မှာ Senior Myanmar Marketing Executive အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင် ဟုတ်ကဲ့ရှင်။အဲဒါကျမတို့ Vimont Hospital ကတော့ဒါစေယုံဒီထိုင်းရဒီ International စေယုံနေရာမှာစေယုံအစ်တစ်ခုပေါ့နော်။ဆိုတော့ကျမတို့ရဲ့ Vimont Hospital လေးကိုဒီမြန်မာအဲဧည့်သည်မြန်မာ patient တွေကိုမိတ်ဆက်ရင်းနဲ့ဒါကျမတို့ဒီဆရာထိုင်းဆရာဝန်ကြီးတွေခေါ်လာပြီးတော့ဒါပွဲလေးမိတ်ဆက်တဲ့ပွဲလေးလုပ်ဖြစ်တာပါရှင်။ဟုတ် ကျွန်တော်တို့ဒီ remote hospital ကဒါ international hospital တခုဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဒီမြန်မာလူနာတွေရောကမ္ဘာတဝမ်းက international လူနာတွေရောကို service ပေးနေတဲ့ဈေးရုံတခုဖြစ်ပါတယ်ကျွန်တော်တို့ဒီ remote ဈေးရုံမှာဆိုရင်လည်းဒါမြန်မာဝန်ထမ်းတွေလည်းရှိတယ်မြန်မာစကားပြန်တွေလည်းရှိတယ်ဆိုတော့ဒီမြန်မာဧည့်သည်တွေမြန်မာ patient တွေကလာပြီးတော့ဒီဈေးကူတာမှုတွေခံယူခြင်းနဲ့စိတ်ဆစ်ချင်နေဆိုရင်ဒါကျွန်တော်တို့ remote hospital မြန်မာ facebook page တို့နောက်ပြီးတော့ဒီ many medical service တို့ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ကဒီ patient မြန်မာပြည်ကနေမလာခင်ကနေပြီးတော့ဒီဈေးရုံမှာ စိတ်ကူတာတဲ့အဲဒီလေဆိပ်ကနေပြန်သွားတဲ့အထည်ကိုကျမတို့ကအစအဆုံး one stop service ဝန်ဆောင်မှုပေးပါတယ်ရှင်ဟုတ်ကဲ့ရှင်ကျမတို့ဒီဆေးရုံအနေနဲ့ဆိုရင်တော့ဒါမြန်မာဧည့်သည်တွေကိုဒီပေါ့အကျိုးပို့တွေလုပ်ပေးတယ်အဲနောက်ပြီးသွားရင်မြန်မာစကပြန်နေရပေါ့နော်အစအဆုံးဒီ patient ရဲ့ journey တစ်လျှောက်မှာဒါဝန်ဆောင်မှုတွေပေးတယ်ပေါ့နော်ဒါမျိုးလေးကျမတို့ဝန်ဆောင်မှုပေးပါတယ်ဟုတ် ဆိုတော့ဒီနေ့မှာဆိုရင်ကျမတို့ရဲ့ဒီနှလုံးနဲ့အစုပ်ဆရာဝန်ကြီး professor ကြီးတွေလည်းပါလာတယ်။အဲဒီပေါ့ကျမကြီးနဲ့ပတ်သက်ပြီးတို့ဟောပြောပွဲလေးတွေလုပ်တယ်၊လူနာတွေကိုအကြံဉာဏ်ပေးတာလေးဒါလေးလည်းလုပ်ပေးပါတယ်။ဆိုတော့ဒီအစုပ်နဲ့ပတ်သက်ပြီးနှလုံးနဲ့ပတ်သက်ပြီးတော့အဲကျမကြီးကုသမှုခံယူခြင်းနဲ့ဆွေးနွေးခြင်းနဲ့ဆိုရဲလူနာတွေကကျမတို့ဒီ Vimo Hospital ကိုဆက်သွယ်လို့ရပါတယ်ရှင်။ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ကဲ့ကျမတို့ဒါအစုံနဲ့နှလုံးကကျမတို့ရဲ့ဒီ one excellence center တွေနဲ့နှစ်ခုပေါ့အဲနောက်ပိုင်းမှာနောက် ပွဲတွေကြရင်လည်းကျမတို့ကထပ်ပြီးတော့ဒီအယိုးနဲ့ပတ်သက်တာတွေနောက်ပြီးတော့ဒီအဆိုင်ဦးလန်းကျောင်းနဲ့ပတ်သက်တာတွေဒါတွေလည်းကျမတို့ထပ်လာပြီးတော့မိတ်ဆက်ပေးဖို့ရှိပါတယ်ရှင့်ဟုတ်ကဲ့ အဓိကကတော့ပေါ့နော်ကျမတို့အာပေါ့ငါတို့အားဖြင့်အဒီမြန်မာအလူနာတွေမြန်မာဧည့်သည်တွေကနေပြီးတော့ကျမကြီးစစ်ဆေးတာလေးအများစုလောက်ကြတယ်ဆိုတော့ဒီကျမကြီးစစ်ဆေးရင်းနဲ့မှာပေါ့နော်သူတို့လိုအပ်တာလေးတွေအကူတာတယ်ပြတာကြတယ်ပေါ့ဆိုတော့ဒါကျမတို့ကဒီတိုင်းမှာဆေးရုံတွေအများကြီးရှိရတယ်မှာ Vimo Hospital ကဆေးရုံအသစ်တစ်ခုလည်းဖြစ်တယ်နောက်ပြီးတော့ဒီကျမတို့ရဲ့ဆရာဝန်ကြီးတွေကလည်းဒါတကယ်ကိုပေါ့နော်အဒီ International Standard ဝိုင်းအထူးကုဆရာဝန်ကြီးတွေနောက်ဆုံးပေါ့နှီးပညာရေးနဲ့ကုသပေးနိုင်တဲ့ဒါဆရာဝန်ကြီးတွေကနေပြီးတော့ဆေး ကုသမှုဝန်ဆောင်မှုတွေကိုပေးနေတာဖြစ်တဲ့အတွက်ဒါဒီ Vimo Hospital ကိုယုံကြည်ပြီးတော့လာရောက်ပြီးတော့ဆွေးနွေးကုသပြီးပြသလို့ရပါတယ်ဟုတ် ကျမတို့ Vimo Hospital ကတော့ဒီဗန်ကောက်မြို့မြို့လယ်ကောင်လို့ပြောလို့ရရပေါ့နော်မြို့လယ်ကောင်ဖီယာထိုင်းမြို့နယ်မှာတည်ရှိပါတယ်ဒါကျမတို့ဒီမြန်မာအဲ့တဲ့ဒီနဲ့ရင်းနှီးတဲ့ဒီပေါ်မြို့လယ်ကောင် Central Wall တို့နောက်ဒီ Patronum ဒီလို area တွေနဲ့ကျမတို့က15မိနစ်လောက်အကွာဝေးမှာရှိတယ်ပေါ့နော်ဆိုဒါအပြင်ကိုကျမတို့ကဒီစေကန်းလာပြတဲ့အလူနာရီအတွက်ကိုလည်းကားအကျို့ဖို့စတေလဲစီစဉ်ပေးပါရရှင်ဆိုတော့ဒါ Vimo Hospital မှာစေကန်းလာပြမယ်ဆိုရင်တော့ဒါဟို one stop service ဝန်ဆောင်မှုတွေရရှိမယ်ဆိုတာသိကြပါတယ်ဟုတ် ။ကျွန်မကတော့ Mandalay Medical Service ရဲ့ Medical Service Provider မြင်းမြင့်ပါရှင့်။အော်ကဲဟုတ်ဒီနေ့ပွဲလေးကားပေါ့နော်ညီမတို့ဘန်ကောက်မှာရှိတဲ့ညီမတို့ ਨੇ ချိတ်ဆက်ထားတဲ့ဈေးရုံကြီးများတဲ့မှာဘန်ကောက်မှာရှိနေတဲ့ဝင်းမို့ဈေးရုံနဲ့ Mandalay Medical Service ပေါ့နော်နင်အဲကျမရေးလေး Innovation နဲ့ဈေးရုံနဲ့ဆက်နွယ်မှုလေးကတော့အမ်ဝင်းမို့ကကြတော့ပေါ့နော်ဒီအဆုံနဲ့အဓိကကတော့အခုဒီနေ့ပွဲမှာလောက်တဲ့ဟာဆိုရင်တော့ဒီအဆုံနဲ့နှလုံးအဓိကပေါ့နော်မြန်မာနိုင်ငံက ပေရှင့်နေအနေနဲ့ဆိုလဲဒီကျမကြီးဘ ഹു သူဒအနေနဲ့ဆိုဒါအရန်မရှိမဖြစ်ပေါ့နော်နားထောင်တင်လဲဟောပြောပွဲလေးလည်းဖြစ်တယ်ပြီးရင်သူတို့ဘက်ကလည်းအရန်ကိုပေါ့ဒီပွဲလေးမှာဆိုရင်လည်းအကိုတို့လည်းမြင်ရမှာပါဒီပွဲလေးမှာသူတို့ကပေးထားတဲ့ promotion တွေကိုပြီးရင်ဟောပြောပွဲမဲ့ seminar အကြောင်းအရာလေးတွေဆိုလဲအရန်ဆင်ဝင်စားဖို့လည်းကောင်းနေရှင့်အကိုဟုတ် ုတ်ကဲ့ဟုတ်မြန်မာ့နဲ့ပေါ့နော်မန္တလေး medical service ကကြတော့လေပြပမှာစစ်သွားရောက်ကုသမဲ့လူနာတိုင်းအတွက်ပေါ့နော်ဘလုံဝင်ဆောင်မှုလေးတွေရှိလဲဆိုတော့တနေရာတိုင်းမှာအားလုံးရရှိနိုင်တာပေါ့နော်အဲအထူးသဖြင့်ဒီလေရင်လက်မှတ်ကနေအစအကောင်လုံးဟိုဘက်ကနေဆေးရုံကုသတဲ့ assistant process တစ်ခုလုံးပေါ့နော်ဒီကိုယ့်ရဲ့ဒီသက်ဆိုင်ရာကိုယ့်ရဲ့ဌာနကိုပြန်ရောက်တဲ့အချိန်တိကိုယ့်ရဲ့မြန်မာနိုင်ငံကိုပြန်ရောက်တဲ့အချိန်တိညီမတို့ကဲပေးပါတယ်အဲ့ဒီအတွက်ကြောင့်တနေရာတိုင်းတနေရာတိုင်းမှာအကောင်လုံးရရှိနိုင်နေပေါ့နော် ပြီးတော့နောက်တစ်ခုကကြတော့ဘာဖြစ်ဘာရှိလဲဆိုတော့ပေါ့နော်ဆရာဝန်တွေကျွမ်းကျင်ဆရာဝန်ကြီးတွေကိုတိုင်ကပေါ့နော်အဲကျွမ်းကျင်ဆရာဝန်တွေကိုတိုင်ကဒီယောဂနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးနိုင်တယ် ပြီးရင်နောက်တစ်ခုကကြတော့ညီမတို့ကဆေးရုံနေနဲ့ချိတ်ဆက်ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော် client အနေနဲ့ညီမတို့ကိုထပ်ဆောင်းဝင်ဆောင်ခပေးဆောင်စရာလည်းမလိုဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကအဲ client တွေကဟိုဘက်ကိုသွားရောက်တဲ့အခါမှာအခက်ခဲရှိလို့ပေါ့အဲဒီဘက်ကနေညီမတို့ဘက်ကနေပြီးတော့ဆရာဝန်တွေကိုတိုင်ကလည်းလိုက်ပါဆောင်ရွက်ပေးနိုင်တဲ့အပြင်မှာဟိုဘက်မှာအဆင်ပြေချုံးမှုစရာအတွက်လည်းပေါ့နော်ဆရာဝန်တွေကိုတိုင်ကအဲလိုက်ပါဆောင်ရွက်ပေးနိုင်ပြီးတော့ဘန်ကောက်မှာလည်းဒီပြပပေါ့နော်သက်ဆိုင်ရာနိုင်ငံအန်လိုက်မှာလည်း မြန်မာတို့ရဲ့တာဝန်ခံဆရာဝန်တွေရှိချင်းကြောင့်မလို့ client အတွက်အရန်ကိုအဆင်ပြေတော့ပဲပေါ့နော်အဲနောက်တစ်ခုကကြတော့မြန်မာတို့ကဒီအရေးပေါ်လူနာတွေပေါ့အထူးသဖြင့်အရေးပေါ်လူနာတွေ emergency ဖြစ်တဲ့ခါကျရင်လည်းညီမတို့ကအဲဝန်ဆောင်မှုကိုအကောင်းဆုံးလဲဝန်ဆောင်မှုပေးနိုင်တယ်လို့မျိုးအကောင်းမွန်ဆုံးသောဝန်ဆောင်မှုတွေနဲ့အဲစစ်စနစ်တကျလေးပေါ့နော်ဆောင်ရွက်ပေးနိုင်တဲ့အချက်တွေကြောင့်မလို့ညီမတို့ရဲ့ mentally medical service ကိုရွေးချယ်တင်တယ်လို့ထင်ပါတယ်ရှင်။ဘာမှပေးစရာမလိုပါဘူးရှင်။ဟုတ်ကဲ့ရှင်။ဟုတ် အအခုကပေါ့နော်ညီမတို့နဲ့အညီမတို့နဲ့ချိတ်ဆက်ထားတဲ့ဆေးရုံတွေဆိုရင်ဒီ22ရုံကျော်ရှိပြီးတော့အိန္ဒိယမှာဆိုလဲဆေးရုံတွေနဲ့ချိတ်ဆက်ထားတယ်ပေါ့နော်အဲဒါကြောင့်ဒီလိုမျိုးချိတ်ဆက်ပြီးကိုကသွားရမှာစိုးရိမ်နေတဲ့လူတွေအားလုံးတွေ့ဆိုညီမတို့မန္တလေးမက်ဒီကယ်ဆာဗစ်နဲ့ဘာဘာမှစိုးရိမ်စရာမလိုဘဲနဲ့ပေါ့နော်တတောက်တတာနဲ့သွားရပြီးဘောင်ဝင်ဆောင်ကမှလည်းထပ်ပေါင်းထပ်ပေါင်းပြီးတော့ပေးစရာလည်းမလိုချင်းကြောင့်ပေါ့နော်အဲညီမတို့ medical service ကိုရွေးချယ်သင့်ပါတယ်ရှင့်စာဆုံးကုန်အခုညီပါတယ်ရှင့်